ရုတ်တက်ကိုဒီရခိုင်တက်တော်ကနေစစ်တင်နှံပေးတယ်။ခရဲနန်လီကနေပြီးတော့ရိတ်ခါတွေအဲနေရာတွေလုံးဂျုံရေးတွေခြားလူရက်တဲ့ပစ္စည်းတွေအစားကျွန်တော်ခရဲနန်လီဘက်ကနေတာဝန်ယူပြီးရဲဆိုတော့ကျွန်တော်အမြဲတမ်းဒီခရဲနန်လီနဲ့အေအေရဲ့ဒီကျွန်တော်တို့ပုံမှာအကူအညီတဲ့ကျေးဇူးကိုကျွန်တော်အမြဲတမ်းထုတ်ဖော်ပြောလို့ရှိတယ်။ဘယ်ဘက်လက်ကိုကင်တာခရဲနန်လီဆိုညာဘက်လက်ကိုကင်ထားတာအေအေပေါ့နော်။ B P L A ဘမတောင်ဒိုစစ်တီရခိုင်မျိုးတွေဂုံယူရတဲ့အရက်ခတက်တော်အေးလူမျိုးအောင်ပွဲအလေးလေးဆင်နိုင်မဲ့ပမလူမျိုးကိုစားပြုပမသူလူမျိုးရဲ့တက်တော် PPLA ကိုဗိုလ်ချုပ်ထုံးမြင်နိုင်ရရက်တွဲခေါ်ဆောင်လာခဲ့ပါပြီ ယူခွန်ရင်းနဲ့လွန်သက်စွာထုတ်ဖော်ပြောဆိုဝင်တို့အတွက်တိုက်ပွဲဝင်နေသူနိုင်ငံရေးအကျဉ်းသားဟောင်းတပြားဆက်ရတူဦးလေးဖြစ်သူမောင်ဆောင်ခဥဆောင်ပြီးတော့အစွာအသီးသီးကလူငယ်20ကျော်နဲ့တူ KNU ထိန်းချုပ်နေပြီတနေရာမှာ PPL ကိုစတင်ခဲ့ပါတယ်။အရခတ်တပ်တော်အေအေကအထူးစစ်ပညာသင်ကြားပေးခဲ့ပြီးတော့စာနှင့်ရိတ်ခါစေဝအကူအညီတွေကိုတော့ KNKNL ကပံ့ပိုးပေးခဲ့တာပါ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ BPLA တပ်ဖွဲ့ဝင်တွေကို EE တပ်သားတွေထံမတားရင်တော့မှသူတို့ထံမနှိမ့်ငံ့စီရေးစွမ်းရည်မျိုးရှိအောင်ပေးချလေးချင်းပြုထောင်ပေးခဲ့ပါတယ် EE ဟာ BPLA ကိုစစ်တင်ကသင်ပေးရုံနဲ့မကဘဲနဲ့ညီနောင်မဟာမိတ်တွေဖြစ်တဲ့ TNLA MNDEE တို့နဲ့ပါနှိကက်တဲ့ဆက်ဆံရေးမျိုးရရှိစေရန်ပေါင်းကူဆက်ဆက်ပေးခဲ့ပါတယ်တကယ်ကိုမဟာမိတ်ကောင်းပီသားတဲ့အရက်ခတ်တတ်တော် EE နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဒီနေရာကနေကျွန်တော်အလေးပြုပြီးတော့ကျေးဇူးတင်မိပါတယ်ပီပီအယ်ရဲ့ကုကေးမှုမောင်ဆောင်ခါဟာလဲမ ဟာမိတ် AA နဲ့ KNUKNLA တို့ကိုဘတော်မှကျေးဇူးမေးမှာမဟုတ်ကြောင်းအင်တာဗျူးတွေမှာခဏခဏထုတ်ပေါ်ပြောဆိုထားပါတယ်။ Dress and ngaro to send me. PPL ရဲ့စစ်တင်တဲ့နေဟာခက်ခဲကြမ်းတမ်းပြီးတော့တပ်သားတွေအားလည်းစီးဆင်းနေကြတာကြောင့်မဟာမိတ်အီယာကူတွေတောင်မှထုတ်ဖော်ကြည်ကျူအသိမှတ်ပြုခြင်းကိုခံခဲ့ရပါတယ် PDF တီအချင်းချင်းကြားမှာလည်း PPL တပ်သားတွေဟာစိတ်ထမှာကြောတဲ့ခံယူချက်ပြတ်ပါတယ်လို့နာမည်တွေကြီးနေပါတယ် KNU ထင်းချိုဟာတောင်ပိုင်းဒိတ်စစ်တီတပ်ရှမ်းမြောက်တပ်တုံညာနှစ်ခုဆစ်စင်ကြီး ကီအရင်ဥဆောင်တဲ့မြောက်ပိုင်းတိုင်းစစ်ဒေသတွေမှာစီးရင်လှုပ်ရှားမှုတွေရှိနေပြီးတော့ယခုလက်ရှိအချိန်မှာလည်းအညာစစ်ဒေသကိုထပ်မံဖွဲ့စည်းပြီးတော့ပြည်မာတဲကိုထိုးဖောက်ဝင်ရောက်ဖို့ပြင်ဆင်နေခဲ့ပါပြီ။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာဘာကြောင့် BPLE ကိုယုံယုံကြည်ကြည်နဲ့လက်တွဲခေါ်ဆောင်ခဲ့တယ်လဲဆိုရင်မောင်ဆောင်ခနဲ့တကွ BPLE ရဲ့စိတ်တက်ခင်ကျင်းတဲ့နိုင်ငံရေးသမိုင်းနောက်ခံကောင်းနေကြောင်းပါ။ BPLE ဟာမေအောင်လိုင်းနဲ့စကားစပြုတ်ကြရေးတစ်ခုတည်းအတွက်တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။စစ်အာဏာရှင်ကြာဆုံးရင် ိုင်းရင်းသားများအားလုံးဒန်းတူညီမျှရေးလူမျိုးစုကြီးတစ်စုတည်းကသာအမြဲတမ်းလွှမ်းမိုးနေတဲ့လူမျိုးကြီးဝါဒပပျောက်ရေးလူမျိုးစုကြီးတစ်ခုတည်းရသာအစိုးရဖွဲ့နဲ့လွှတ်တော်တွေထဲမှာနေရယူလွှမ်းမိုးထားခြင်းမရှိတဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာပမာလူမျိုးစုဟာလည်းတခြားတိုင်းရင်းသားလူမျိုးစုများနေတူပမာယူနစ်တစ်ခုပေါ်ပေါက်ရေးတို့အတွက်တိုက်ပွဲဝင်နေတာပါ ်ပေါ့နော်အခြားတိုင်းသားတွေလည်းဗမာရင်းနီးတူအားလုံးဒီပြည်တော်စုကိုစုပေါင်းပိုင်ဆိုင်ကြရတယ်ဆိုတဲ့ concept ရှိမယ်ဆိုရင်ဗမာလူမျိုးစုလက်နက်ကင်တက်ဖွဲ့ဗမာပြည်နယ်ဆိုတာဖြစ်လာတဲ့နယ်ဆိုတာလူတိုင်းနားလည်ပြီးသားဖြစ်ပါတယ် ဗမာပြည်နယ်သို့မဟုတ်မြန်မာပြည်နယ်လို့ပြောရင်မြန်မာလူမျိုးအများစုကစိတ်နေကြပေမဲ့တိုင်းရင်းသားများအားလုံးဒန်းနုံငီများခွင့်ရှိတဲ့ဖက်ဒရယ်နိုင်ငံတစ်ခုကိုတည်ဆောက်ဖို့ရာဗမာပြည်နယ်လို့ပဲခေါ်ခေါ်မြန်မာပြည်နယ်လို့ပဲခေါ်ခေါ်ဗမာလူမျိုးတွေကိုကူစားပြုတဲ့ unit တစ်ခုဟာလူကိုလူအပ်ပါလေ။ဘာကြောင့်လူအပ်ထားလဲဆိုတာကိုကျွန်တော်ရဲ့ YouTube channel မှာ Federal သင်ငန်းစာတစ်ခုအဖြစ်နဲ့တင်ပြပေးထားပါတယ်။ဝင်ရောက်လေ့လာနိုင်ပါတယ်။ CLPH နဲ့နိုင်ငံရေးဦးဆောင်အဖွဲ့တွေရေးဆွဲနေတဲ့စံပြဖက်ဒရယ်ခြေဥ်ပုံမှ40ခုမှာမြန်မာပြည်နယ်ကိုထည့်သွင်းရေးဆွဲခဲ့ပြီးဖြစ်ပါတယ် CLPH ကိုယ်တိုင်ပါဝင်ပြီးတော့အတည်ပြုပေးထားတာပါ ပီပီအလီကုတ်ကေးမှုမောင်ဆောင်ခါဟာလူခွင်ရေးအတွက်တက်ကြွလှူရှားသူတူဖြစ်ပြီးတော့နိုင်ငံတကာသတင်းမီဒီယာတွေအထိပါပွားရောက်သူတူပါမောင်ဆောင်ခါဟာ2018မှာနယ်သာလန်နိုင်ငံကနေချင်းမြင့်တဲ့လူခွင်ရေးဆိုင်ရာ Human Right Julit Award ကိုရရှိခဲ့ပါတယ်2021အာနာသိန်းတဲ့အချိန်မှာလူမျိုးပေါင်းစုံတပိတ်စစ်ကြောင်းမှာဥဆောင်သူတယောက်အနေနဲ့ပါဝင်ခဲ့ပြန်ပါတယ်2022 April 18မှာတော့ PPLA ကိုလူ28ဦးနဲ့စတင်ထူထောင်ပြီးတော့ Good Game ဖြစ်လာခဲ့ပါတယ် DPL မှာဝင်ရောက်စစ်မှုခန်းငင်နေဆိုရင်တော့လူတွေနဲ့တော့မရပါဘူးအသက်18ကနေ35ကျဖြစ်ရမှာဖြစ်ပြီးတော့ PPL ရဲ့မူဝါဒတကူအမှန်တကယ်သိရှိပြီးလက်ခံနိုင်မှဝင်ဝင်ရပါပါတော်လည်းမပြီးမချင်းလဲအင်ကိုပြန်လို့မရပါဘူးချစ်သူမိဘဆွေမျိုးအနှောင်အဖွဲ့တွေကို အတိုင်းအတာတစ်ခုထိချက်ထားနိုင်မှ PPL ကခေါ်ယူမှာပါစစ်နေတဲ့၃လအတွင်းမှာဖုန်းနဲ့တခြားပစ္စည်းတွေကိုလည်းတက်တော်ကသိမ်းဆည်းထားမှဖြစ်ပြီးတော့သင်္နန်းကာလာပြီးမှလာပြန်ရရှိမှဖြစ်ပါတယ် တနက်ကိုင်းဓပုံရိုက်ပုံတင်အလှခံဤကိစ္စများကို PPLA ကတင်းကျပ်စွာကတ်မှတ်ထားပါတယ်။စစ်ပညာကျွမ်းကျင်မှုရှိအောင်အမိန့်နာခံမှုကောင်းပြည်သူကိုတန်ဖိုးထားတဲ့အောင်စနစ်တကျတင်ကြပေးရုံတော့မကဘဲနဲ့တော်ရဲမှာမရှိရှိတာနဲ့ရှောက်ပွေစားတော့တက်အောင်မှလေ့ကျင့်သင်ကြားပေးနေပါတယ်။တင်နေကလာတွေမှာစစ်ပညာတွေကမကနိုင်ငံရေးပညာတွေကိုပါမှင်ကြကြရပါလေတကယ်ရှည်တဲ့စစ်မျက်နှာတွေကိုထွက်တဲ့အခါမှာဆိုရင်လက်နက်ခဲရန်စည်းဝါးကစား က်တော်ကအပြည့်အဝတက်ဆင်ပြီးမှဖြစ်ပြီးတော့လက်နက်မပြည့်စုံလို့ထိုင်းမှိုင်းနေစရာမလိုပါဘူးစစ်ကိုစစ်နဲ့တူအောင်တိုက်ကြရပါတယ်။ဟာ BBN လေးရဲဘော်တယောက်ဖြစ်ရတာကိုကုကုဂုံယူနေဖို့လိုရတယ်။အဲ့လိုအခြေအနေဖြစ်အောင်လဲကျွန်တော်တို့ကအရန်ကြိုးစားရတာပေါ့ဗျာ။တို့ကျမ်းမာရေးကျမ်းမာရေးပြီးတော့နောက်တစ်ခုကမိသားစုနဲ့ဆက်တွေ့ဖြစ်နိုင်တာပေါ့။အဲနောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ဗာလဲဆိုတော့ဟောတော်လန်ရေးပြီးမှပဲတက်ထက်ထွက်လို့ရမယ်။အဲအိမ်ပြန်လို့ရမယ်။ပြောချင်တာကစစ်တင်တန်းတက်ပြီးအိမ်ပြန်လို့မရဘူး။ ဟိုဒေါ်လိုင်းမပြီးမချင်းကျွန်တော်တို့ရဲ့ရဲပေါ့ VPN လေးရဲ့ရဲပေါ့ဒီနဲ့ပဲပြီးဆုံးအထိတိုက်မယ်အဲ့လိုမျိုးစိတ်ပိုင်းဖြတ်နိုင်တဲ့လူပဲကျွန်တော်တို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်စစ်တင်တန်းလေးတက်ပြီးတော့ကျွန်တော်အိမ်ပြန်လို့ရမလား sorry ပဲကျွန်တော်တို့မအားတော့မရဘူးဒီလူရဲ့လူရဲ့ချက်တွေအကုန်လုံးကျွန်တော်တို့ဘက်ကတာဝန်ယူတယ်အဲအပြည့်အဝတာဝန်ယူရပါတော့။ BN ဒီဘက်မှာသူများတွေလိုလက်နက်မရလို့ပိုင်းနေကြအကြောင်းမရှိဘူး။ဟိုရှေ့တန်းသွားမယ်ဆိုရင်လက်နက်အပြည့်စုံကျွန်တော်မှရှိရတယ်။ကျွန်တော်ကဖုန်းနေနဲ့ ဖုံးနေပြီးပြီးတိုက်တဲ့တက်မှာဟုတ်အရခတ်တော်ကြီးဟာရခိုင်လူလူရဲ့တခင်းနဲ့အာပြေဝင်းရမှုကိုရရှိနေပြီးတော့တစားတဲ့တစားအင်အားကြီးထွားလာကအောင်ပွဲတွေကိုအလီလီရရှိနေတာဂုဏ်ယူစေရပါ PPL ကတော့ဗမာလူလူရဲ့ထောက်ခံမှုကြီးကြီးမားမားမရရှိသေးပါဘူးဒါကြောင့်တက်ဖွဲ့ဝင်တစ်တည်းရှောက်ခါမှုများလာရှိနေပေမယ့်အလုံးစုံလက်ခံနိုင်ခြင်းမရှိသေးပါဘူးအဓိကကတော့စားနေရခအခက်ခဲကြောင့်ပါအပတ်စဉ်သုံးတွဲတပားအင်အားတစ်ထောင်ကျော်ရှော့ဖော်တင်ခဲ့ပြီးတော့ 900ခန့်ကိုသာလက်ခံနိုင်ခဲ့တာပါ PPLE မှာအနုပညာရှင်ဆေးအောင်ဝန်အင်ဂျင်နီယာပါမန်အလုတ်သမလေသမလူဒန်းစားမျိုးစုံပါဝင်နေပါတယ်တချင်ချင်းမှာအရခတက်တော်ကိုရခိုင်လူလူကထောက်ခံတယ်လို့မျိုးဗမာလူလူက PPLE ကိုထောက်ခံဝေးရမှုတွေရှိလာတဲ့မယ်ဆိုရင်ဘောဂျုဖုံးမြနိုင်ကိုတိုင်လက်တွဲထူထောင်ပြီးခဲ့တဲ့ DPLA ဟာအီအီလူမျိုးအောင်ပွဲတွေကိုပြီးမှဒေတာမှာဆင်နွှဲလာနိုင်တော့ပါပဲဖြစ်ပါတယ် တော်လှန်ရေးကြီးအောင်မြင်သွားတဲ့တနေ့မှာလဲဗမာပြည်သူလူထုကအလိုမရှိတော့ဘူးဆိုရင် PPLA ဟာရပ်နှက်ကိုချက်ချင်းထုတ်သိမ်းပြီးဖို့အစဉ်နဲ့ရှိပါတယ် PPLA ရဲ့အရင်းချမဟာမိတ်တွေကတော့ EE နဲ့ KNU KNLA အဖွဲ့တွေပါ NUG ဘူးလဲ PPLA ဟာအစိုးရတရအနေနဲ့အတိမတ်ပြုထားသလို အန်ယူဂျီကလည်း PPL ရဲ့ဖြစ်တည်မှုကိုလက်ခံပြီးဖြစ်ပါတယ်။စိုင်းအိတ်ဒီစာနယ်ရေးခါတွေကိုလည်းလစဉ် PPL ကိုအန်ယူဂျီကထောက်ပံ့တာတွေရှိပါတယ်။ PPL ဟာ NUG ရဲ့အောက်မှာမရှိပေမဲ့အလွန်နီးကပ်တဲ့မဟာမိတ်ဆက်ဆံရေးမျိုးလည်းရှိပါတယ်။ PPL အောင်မြင်လာတာနဲ့အမျှမတမတူလူတစုကလည်းဘောဆောင်ကဟာကုပြင်းနစ်တရားဟုသကောတရုတ်လက်ဝေကန်တရားဟုသကောအထောက်ထားမရှိဆွဆွဲပုတ်ခတ်နေတာတွေဟာခိုင်မာမှုမရှိဘဲနဲ့ပါစင်နဲ့အထက်လုတ်ချင်းမျှတာဖြစ်ပါတယ်။ RF ရဲ့ဝါရင်သတင်းတော်တူဖြစ်သူဥက္ကမောင်စိုးကိုတိုင်း PPLA ထင်းကျုံနေနေတဲ့ထိသွားရောက်ပြီးတော့ PPLA တပ်ဖွဲ့ဝင်တွေရဲ့ဘဝဖြတ်သန်းမှုအကြောင်းကို documentary ရိုက်ကူးတင်ဆက်ပြီးတော့အပိုင်းလိုက်တင်ပြပေးနေပါတယ်။အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗနာကလစ်ခါပါ။အရေးတော်ပုံပေါင်ရမည်။